ရက်ဆောင်မြို့နိုင်2025ခုနှစ်အစိုးရပါဠိပထမဗျာန်စာမေးပွဲစတုထနေ့ဖြစ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရန်ပင်နယ်တောင်ပိုင်းရက်ဆောင်မြို့နယ်နိုင်2025ခုနှစ်အစိုးရပါဠိပထမဗျာန်စာမေးပွဲစတုထနေ့ကိုစူလာမုနိကုတုတော်ဘုရားကြီးတမယုံ၌ယနေ့မွန်တက်17နာရီကကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်။ရက်ဆောင်မြို့နယ်စာပြေဌာန၌ ထမကြီးပထမလက်ပထမငယ်အခြေပြုမူလာတန်းတို့တွင်အဘိဓံအလင်္ကာစံမာတိကဓာတုကထာဒုက္ခမာတိက တိကမာတိကဘာသာရပ်များကိုဝင်ရောက်ဖြစ်စေသည့်တန်ဃာတော်၁၀၈ပါးတို့ကဖြည့်ဆူခဲ့ကြောင်းသိရှိရပါသည်အဆိုပါအဆိုရပါဠိပထမပြန်စာမေးပွဲကိုရက်ဆောင်မြို့နယ်စာပြေဌာနတွင်ဇွန်လ၄ရက်နေ့မှ၁၀ရက်နေ့အထိနေ့စဉ်မွန်းတက်၁၂နာရီမှ၃နာရီအထိ ဖြည့်ဆူသွားမည်ဖြစ်ကြောင်းနှင့်စာမေးပွဲကျင်းပရာ၌ကြီးကျက်ဆရာတော်များသာသနာ့ရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှုနှင့်ဝန်ထမ်းများကကြီးကျက်ဆောင်ရွက်ပေးလျက်ရှိပြီးမြို့ပေါ်ရပ်ကွက်များမှနေလိုက်စာပြေတံခါများနေစွန်းနှင့်ခဲပွင့်များလူတန်းလျက်ရှိကြောင်း သိရှိရပါသည်ခမညာ